ကံမှာတော့ခံထားဖို့လူအမိပေးထားတဲ့တရားတစ်ပုဒ်နဲ့ဓမ္မဒါနတရားလှူပေးလူမှဖြစ်ပါတယ်လူတိုင်းလူတိုင်းရဲ့ဘဝမှာတခါတရံဆိုသလိုဒါမှမဟုတ် မကြခဏဆိုသလိုဆင်းရဲဒုက္ခတွေကြုံတွေ့ရတတ်ပါတယ်ဆူကျိုးတွေခံစားရတတ်ပါတယ်အဲ့ဒီလိုဆင်းရဲဒုက္ခတွေကြုံတွေ့ဆူကျိုးတွေခံစားရတဲ့အခါမှာလူတော်များများကစိတ်ပူပန်သောကဖြစ်တတ်တယ်စိတ်ဆင်းရဲတတ်တယ်စိတ်ညစ်တတ်တယ်အဲ့ဒီလိုကြုံတွေ့ခံစားရတဲ့အခါမှာ ကံမာတော့ခံထားဖို့လို့နှလုံးသွင်းဆင်ញင်လိုက်မယ်ဆိုရင်စိတ်ဝူပန်သောကတွေပြောက်ပြီးတော့စိတ်အေးချမ်းသွားနိုင်ပါတယ်စိတ်ဆင်းရဲမှုတွေစိတ်ညစ်မှုတွေကင်းပြီးတော့စိတ်ချမ်းသာပျော်ရွှင်သွားနိုင်ပါတယ်ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့ဆူကျူးတွေခံစားရတဲ့ဆိုတာကံမာလို့ပါကံမာလို့ခံစားရတာပါအတိတ်ကံမှားခဲ့လို့ရင်လည်းဖြစ်မယ်ပစ္စုပန်ကံမှားနေလို့ရင်လည်းဖြစ်မယ်အတိတ်ကံမှားတယ်ဆိုတာကအတိတ်ကမလုပ်တဲ့မလုပ်ထက်တဲ့အလုပ်တွေလုပ်ခဲ့မိတာ မပြောတဲ့မပြောတိုက်တဲ့စကားတွေပြောခဲ့မိတာမတွေးတဲ့မတွေးတိုက်တဲ့အတွေးတွေတွေးခဲ့မိတာပစ္စုပန်ကံမှားနေတယ်ဆိုတာကပစ္စုပန်ဘဝမှာမလုပ်တဲ့မလုပ်ထိုက်တဲ့အလုပ်တွေလုပ်နေမိတာမပြောတဲ့မပြောတတ်တဲ့စကားတွေပြောနေမိတာ မတွေးတဲ့မတွေးထိုက်တဲ့အတွေးတွေတွေးနေမိတာအတိတ်ကံပစ္စုပန်ကံတစ်ခုမဟုတ်တစ်ခုဓမ္မမဟုတ်နှစ်ခုလုံးမှားနေလို့စိဉ္ဇဒုက္ခတွေဆူကျိုးတွေခံစားရတာကံမှားလို့ခံစားရတာပါ ကံဆိုတာအလုတ်ပါပဲကံမှားတယ်ဆိုတာအလုတ်မှားတာအလုတ်ဆိုတဲ့ဇာတ်ရဲမှာကိုယ်နဲ့လှုပ်တာရောနှုတ်နဲ့ပြောတာရောစိတ်နဲ့တွေးတာရော သုံးမျိုးလုံးပါဝင်ပါတယ်အလုံးမှားတဲ့ကံမှားတယ်လို့ပြောလိုက်ရင်ကာယကံဝစီကံမနောကံကံသုံးပါးတစ်ပါးပါသုံးမှုနှစ်ပါးသုံးမှုသုံးပါးလုံးမှားနေတာပေါ့အဲ့ဒီလိုအတိတ်ကမလုံးသိမလုံးထက်တာတွေလုံခဲ့မိလို့ပစ္စုပန်မှာလည်းမလုံးသိမလုံးထက်တာတွေလုံနေမိလို့ ဆင်းရဲဒုက္ခတွေကြုံတွေ့ရပါတယ်ဆူကြိုးတွေခံစားရပါတယ်ကုသိုလ်ကံကြောင့်အကောင်းကံကြောင့်ဆူကြိုးခံစားရတယ်ဆိုတာလုံးဝမရှိပါဘူးအကုသိုလ်ကံအဆိုးကံကြောင့်သာဆူကြိုးတွေခံစားရတာပါမြတ်စွာဘုရားရှင်လက်ထက်တုန်းကဝေဒာလီမြို့မှာဝါသတိလို့ခေါ်တဲ့တတိသမီးတယောက်ရှိခဲ့မှုပါတယ်အချိန်တန်ရောရောက်တော့အိမ်အောင်ကြသားလေးတယောက်ရအဲ့ဒီသားလေးပြေးနိုင်လွှမ်းနိုင်စောကစားနိုင်တဲ့၃နှစ်သားအရွယ်လောက်အရောက်မှာယောဂတစ်ခုကြောင့်ရုတ်တရက် သေဆုံးသွားတယ်။တာလိသေဆုံးသွားတော့သာတော့ကနဲ့ဝါသတိခမအကြီးကြီးတော့ကဖြစ်ရရှာတယ်။တော့ကတွေလုံးလုံးကဲကဲဖြစ်နှလုံးသီးကြီးတွေပြက်ပြီးတော့ယူသွတ်သွားတယ်။သာတော့ကနဲ့ယူသွားတဲ့ဝါသတိကိုအိမ်ထဲကအိမ်ပြန်မထွက်ရအောင်ဆိုပြီးတော့အိမ်သူအိမ်သားတွေကအိမ်ထဲမှာပဲအကောင်းဆုံးဆေးဆရာတွေပြင်အကောင်းဆုံးဆေးဝါးတွေနဲ့ပြုစုကုသပေးကြတယ်။အိမ်သူအိမ်သားတွေဝမ်းဝမ်းဆွမ်းရှောက်နေတဲ့ကြားတွေကတနေ့အိမ်သူအိမ်သားတွေရဲ့အလက်မှာလှစ်ခနဲဆိုသလို ဝါသစ်ထီထွက်ပြေးသွားတယ်တမျိုးဝင်တမျိုးတွေ့အမိုက်ဘုံနေသုတ်တန်သိញိုင်းနေနန်းစုံလမ်းမာတွေလမ်းကျူလမ်းကြားတွေမှာရှောက်ပြီးတော့သွားနေတယ်သပင်းတွေကဖြူဖြဲပြန့်ကျဲလို့ဝတ်စားကကိုမမကတ်ဘူးအစာပြည့်ရေပြတ်အငန်းငန်အပီပီနဲ့ရောက်ချင်ရရောက်ပေါက်ချင်ရပေါက်ရှောက်သွားနေရင်းနဲ့သုံးနှစ်ပြည့်တဲ့အခါမှာမိထီလာမျိုးကိုရောက်သွားတယ်မိဒီလာမျိုးထဲမှာလည်းဒီလိုပဲပေါ့ဟိုသွားလိုက်ဒီသွားလိုက်နဲ့ရှောက်သွားနေတာအဲဒီလိုရှောက်သွားနေရင်တနေ့မြတ်စွာဘုရားဆွမ်းခံကြွ ဝါသစ်ထီလည်းမြတ်စွာဘုရားဆွမ်းခံကြွားတဲ့လမ်းကိုရောက်လာတော့မြတ်စွာဘုရားကဖူးမြော်လိုက်ရတယ်။မြတ်စွာဘုရားရှင်ရဲ့အတုမရှိတဲ့ကြက်တည်းရောကြည်လင်အင်းမြတောက်ပဝင်းဝါတဲ့မျက်နှာတော်ကိုဖူးမြင်လိုက်ရတယ်ဆိုရင်ပဲဝါသစ်ထီရဲ့နှလုံးသားမှာရှိတဲ့တောကတွေလုံးဝပျောက်ပြီးတော့အယူရောဂါပျောက်သွားပါတယ်။အယူရောဂါပျောက်လို့စိတ်တွေငြင်းအေးသွားတဲ့ဝါသစ်ထီကိုမြတ်စွာဘုရားရှင်ကတရားအတူတူလေးတစ်ခုခေါ်ပြီးတရားအဆုံးမှာဝါသစ်ထီတရားတရားတွေတန်ဝေကတရားတွေဖြစ်ပြီးတော့ ဘေခုနီမဝတ်ပါတယ်ဘေခုနီမဝတ်ယဟမပြုပြီးတဲ့နောက်တတိပဌံဝိပဒနာလုပ်ကိုကြိုးကြိုးဆဆအားထုတ်လိုက်တာတိတ်မကြခင်မှာပဲညံရင်ချိန်လဲရောက်သွားတဲ့အတွက်ပဋိသင်္မိဒညာ၄ပါးနဲ့တကွယဟနာဖြစ်သွားပါတယ်ဖြစ်ဖြစ်ကလေးကတော့တူတူလေးပါပဲကောက်ချက်ချမယ်ဆိုရင်တော့ကောက်ချက်ချစရာကြီးအများကြီးရှိပါတယ်ဝါသတိမိတိလမျိုးမှာမြတ်စွာဘုရားကိုဖူးမြော်တဲ့အချိန်ကိုစာပေကျမ်းကမှာဘလို့ပြထားတယ်လဲဆိုတော့ယူသွမှုကိုဖြစ်စေတတ်သော အကုသုကံကုံသောအချိန်၌တဲ့ ယူသမုတ်ကိုဖြစ်စေတဲ့အကုသကံကုံတဲ့အချိန်အယူကံကုံတဲ့အချိန်မှာမြတ်စွာဘုရားရှင်ကဝါသတိဖူးမြင်လိုက်ရတယ်။အဲ့ဒီမှာနဲ့သောကတွေပြောက်အယူရောဂတွေပြောက်သွားတယ်ပေါ့။အဲ့ဒီစကားရက်လေးကိုကြည့်ပြီးတော့ကောက်ချက်ဆွဲမယ်ဆိုရင်ဝါသတိသာသေလို့ယူရတာဟာယူစေတတ်တဲ့အကုသကံပြုလို့ခဲလို့ယူစေတတ်တဲ့အကုသကံအကျိုးပေးလို့ယူရတာ။သာသေတိုင်းသာယူစမ်းဆိုရင်သာသေသွားတဲ့မိဘတွေမှန်သမျှအကုန်လုံးယူရမှာပေါ့။သာသမီသေးတိုင်း ယူတာမဟုတ်ဘူးအတိတ်ကယူစေတဲ့အကုသိုလ်ကံပါလို့ယူတာယူရမယ်ကံပါတဲ့သူဟာယူကိုယူရမှာပဲစိတ်ဆင်းရဲမယ်ကံပါတဲ့သူဟာစိတ်ဆင်းရဲကိုဆင်းရဲရမှာပဲစိတ်တကြရမယ်ကံပါလာတဲ့သူဟာစိတ်တကြကိုကြရမှာပဲစိတ်ညစ်ရမယ်ကံပါလာတဲ့သူဟာစိတ်ညစ်ကိုညစ်ရမှာပဲအကုသိုလ်ကံအကျိုးပေးကိုဘလို့မှရှောင်လွှဲလို့မရဘူးငါကတရားတွေရှိတရားတွေပြေဝလို့စိတ်အေးချမ်းတည်ငြိမ်အောင်နေတတ်တဲ့ပုံကိုလည်းပဲအကုသကံအကျိုးပေးခြင်းတံမီဆိုရင် အဲ့ဒီအကုသိုလ်ကံကြောင့်အဲ့ဒီအတိတ်ကအကုသိုလ်ကံဝေကျွေးကြောင့်ပဲစိတ်ထဲမှာရှိတဲ့နှလုံးသားထဲမှာရှိတဲ့တရားဓမ္မတွေကခိတ္တခဏဖယ်ပြီးလိုက်ရတယ်။နှလုံးသားထဲမှာရှိနေတဲ့တရားဓမ္မတွေကိုအကုသိုလ်ကံဝေကျွေးကခိတ္တခဏဖယ်ထုတ်ပြစ်လိုက်ပြီးတော့ဝင်အကျိုးပေးတော့တာပဲ။ဘလို့မှရှောင်လှဲ့လို့မရတော့ဘူး။အိုးဘုဒ္ဓဆင်ဆိုတာသာထားလိုက်ပေါ့သောတာပန်ဖြစ်ပြီးသားဝိဒါခါတော့မှမြည်မလေးသေးတော့အကြီးအကျယ်ငိုဝဲဆင်ခဲ့ရသေးတာပဲ။ အဲ့ဒါပုရုဇဉ်နေဆိုတော့ပြောမနေနဲ့တော့ပေါ့ငကုကတရားရှိမယ်လို့ထင်ထားတဲ့ပုဂ္ဂိုလ်တရားရှိတယ်လို့သတ်မှတ်ထားတဲ့ပုဂ္ဂိုလ်အကြောင်းတစုံတရားဖြစ်ပြတစုံတရားကြောင့်တရားလည်းလည်းဖြစ်ပြီးတော့စိတ်ဆင်းရဲနေတယ်စိတ်ညစ်နေတယ်စိတ်ဒုက္ခတွေဖြစ်နေတယ်ဆိုရင်ဟာတရားလည်းမရှိဘူးတရားလည်းမပြည့်ဝသေးဘူးတရားတရားအထုတ်မထားဘူးထင်နေနဲ့အလွဲတကူအပြစ်ပြောမိတတ်ကြတယ်သူများကလည်းပြစ်ပြောမိတတ်ကြတယ်ကိုကုကုလည်းအပြစ်တင်မိတတ်တယ်အတိတ်ကအခုတကံအကျိုးပေးပြီဆိုရင်တော့ငကုကရှိထားတဲ့တရားတွေကလည်းခိတ္တခဏ ဖဲ့ပေးရတော့တာပဲဒီတော့ယူရမယ့်ကံကုန်တဲ့အချိန်မှာမြတ်စွာဘုရားနဲ့တွေ့တယ်ဆိုတဲ့စကားလေးကိုကြည်ပြီးတော့အကုသကံအကျိုးပေးကိုဘယ်လိုမှရှောင်လဲလို့မရဘူးဆိုတာကောက်ချက်ချရမယ်နှလုံးသီးခြင်းနဲ့ပတ်သက်တဲ့အကုသကံမှားခဲ့တော့နှလုံးသီးခြင်းပြတ်ပြီးတော့ယူသွားတာပေါ့မျက်စိနဲ့ပတ်သက်လို့ကံမှားခဲ့ရင်မျက်စိနဲ့ပတ်သက်လို့စူးစူးကြုံတွေ့ရမှာပဲမြတ်စွာဘုရားရဲ့ကစကုပါဠိမထေဆိုတာဒီလိုပဲပေါ့အတိတ်ဘဝတစ်ခုလုံးကဆေးဆရာဖြစ်ခဲ့စဉ်တော့က သူကုပေးလိုက်လို့မျက်စိရောကပျောက်သွားတဲ့လူနာကဆေးဘူးဘကမပေးခြင်းတဲ့အတွက်မျက်စိမပြောက်သေးဘူးမမြင်ရသေးပါဘူးနဲ့လိန်ညာပြောလို့ကဲမမြင်ရသေးဘူးမျက်စိရောကမတတ်တာသေးဘူးဆိုရင်လေတတ်တာတော့နောက်ဆေးလေးတစ်ခုခတ်ပေးမယ်ဆိုပြီးတော့မျက်စိကွယ်စီမဲ့ဆေးခတ်ပေးလိုက်တာအဲ့ဒီအကုသကံအကျိုးပေးတဲ့အတွက်ဒီဘဝရဟန္တာဖြစ်မဲ့ဘဝမှာတောင်မှမျက်စိနှစ်ကွင်းအလဲမရတော့ဘဲနဲ့မျက်စိကွယ်သွားရတယ်မျက်စိနဲ့ပတ်သက်လို့ကံမှားခဲ့ရင်မျက်စိနဲ့ပတ်သက်လို့ဆူးကျိုးတွေခံစားရမှာပဲ နားနဲ့ပတ်သက်လို့ကံမှရင်နားနဲ့ပတ်သက်လို့စူးစူးတွေခံစားရမယ်။နှာခေါင်းနဲ့ပတ်သက်လို့ကံမှားခဲ့ရင်နှာခေါင်းနဲ့ပတ်သက်တဲ့စူးစူးတွေခံစားရမယ်။လက်နဲ့ပတ်သက်လို့ကံမှားခဲ့ရင်လက်နဲ့ပတ်သက်တဲ့စူးစူးခံစားရမယ်။ခြေထောက်နဲ့ပတ်သက်လို့ကံမှားခဲ့ရင်ခြေထောက်နဲ့ပတ်သက်တဲ့စူးစူးခံစားရမယ်။အိုးနောက်ဆုံးဂုံဂုံပြောကရောပါရဲ့လိန်နဲ့ပတ်သက်လို့ကံမှားခဲ့ရင် လိန်နဲ့ပတ်သက်တဲ့စူးစူးတွေခံစားရမှာပဲ။ကို့မှာဘာစူးစူးတွေခံစားရနေတယ်လဲပြန်စင်ချင်းစဉ်းစားကြည့်။ ဒါနဲ့ပတ်သက်တဲ့စုစုခန်းစားရတယ်ဆိုရင်ဒါနဲ့ပတ်သက်တဲ့ကံမှားခဲ့လို့ပဲစသည်အားဖြင့်ပေါ့နော်မြတ်စွာဘုရားအလောင်းတို့ဘဝတစ်ခုမှာခလေးဘဝပေါ့လေဆွေမျိုးတန်ခါးတွေကငါးကောင်ထုထုပြီးတော့တတ်ကြတာငါးကောင်လေးထုလိုက်လို့ငါးကတဖြည်းဖြည်းလူပြီးတည်သွားတာကြည့်ပြီးတော့ပျော်ရွှင်ခဲ့တယ်ကြည်နက်ခဲ့တယ်ဝမ်းသာခဲ့တယ်ဒါခလေးဘဝဘာမှလူမှန်းအသိဉာဏ်မပြည့်စုံသေးတဲ့ခလေးအွယ်ဘဝမှာသူများငါးကောင်ထုတတ်တာကြည့်ပြီးတော့ ဝမ်းသာခဲ့တဲ့အကုသိုလ်ကံကြောင့်ဖျားဖြစ်တဲ့ဘဝမှာတောင်းမှခေါင်းခဏခဏကံရတယ်။ဒါဖျားဖြစ်သွားတဲ့ဆိုတာတော့လောကလုံးမှာကုသိုလ်ကံကြီးအထွတ်ထိပ်ရောက်ပြီးတော့တော့လောကလုံးမှာအမျက်ဆုံးပုဂ္ဂိုလ်ဖြစ်ကိုရောက်သွားတာပဲ။ကုသိုလ်ကံကြီးအမတန်များတဲ့ဖျားတောင်မှအကုသိုလ်ကံရဲ့အကျိုးပေးကိုရှောင်လွှဲလို့မရဘူး။ခလေးဘဝသူများငါးကောင်းထူတာကြည့်ပြီးပီတိဖြစ်ခဲ့တဲ့ဝမ်းသာခဲ့တဲ့ဆိုတာဘာမှမပြောပါတော့တဲ့ကံလေးပဲ။အပြောပါလို့တဲ့ကံမှားတာလေးပဲဒါပေမဲ့အဲ့ဒီကံမှားတာရဲ့အကျိုးဆက်ကိုခံစားရတာပဲ တချို့ကပြောတတ်ကြတာပေါ့တို့ကုသိုလ်တွေအများကြီးလုပ်နေတာပဲတခါတည်းအကုသိုလ်တွေလုပ်မိတာကတော့ပျောက်သွားမှာပါကုသိုလ်တွေများများလုပ်ရင်တော့အကုသိုလ်ကံတွေအကျိုးပေးမှာမဟုတ်တော့ပါဘူးလို့ထင်တတ်ကြရတယ်ကုသိုလ်ကကုသိုလ်သူ့အနေနဲ့သူအကျိုးပေးမှာပဲအကုသိုလ်ကလည်းအကုသိုလ်သူ့အနေနဲ့သူအကျိုးပေးမှာပဲကုသိုလ်တွေများနေလို့ဆိုပြီးတော့အကုသိုလ်ကဒီလိုကတော့ကုသိုလ်တွေအများကြီးလုပ်ထားတဲ့လူပါလေငါအကျိုးမပေးတော့ပါဘူးလို့မရှိပါဘူးမြတ်စွာဘုရားလည်းကုသိုလ်ကံများတဲ့သူပါဏမီများတဲ့သူပဲရှိပါမလဲဒါတောင်မှအသေးသေးမှမှအကုသိုလ်ကံလေးတွေကလည်းအကျိုးပေးတာပဲ ဒီတော့ဆိုးကျိုးတွေခံစားရတယ်ဆိုတာအဆိုးကံတွေလုတ်ခဲလို့သကလုံးကြီးကြီးနဲ့ပြောရင်အကုသိုလ်ကံတွေလုတ်ခဲလို့ပဲဒါကြောင့်ကိုယ်မှာဆိုးကျိုးတစ်ခုခုခံစားပြီဆိုရင်တော့ဒီအားနဲ့ပတ်သက်လို့ကံမှားခဲလို့ပဲကံမှားတော့ခံထားဖို့သူများတွေဆိုးကျိုးခံစားတဲ့ခါမှာတော့လေကံမှားတော့ခံထားဖို့လို့တော့မပြောနဲ့ပေါ့တော့ကြသူများဆိုးကျိုးခံစားတာကိုဝမ်းသာတယ်လို့ဖြစ်နေဦးမယ်နော်သူများကိုပြောဖို့မဟုတ်ကိုယ့်ဘာသာကိုဆင်ခြင်ဖို့အတွက်ပဲ ူများကိုတော့မပြောနဲ့ကိုယ့်ဘာသာကိုစိုးကျူးတွေခံစားရင်ဩကံမှားတော့ခံထားဖို့ငါကကံမှားခဲ့တာ우ငါကဒါနဲ့ပတ်သက်လို့အကုသိုလ်တွေလုပ်ခဲ့မိတာ우အတိတ်ကံကြီးပုံချမဲ့လို့မဆိုလိုပါဘူးတခါတည်းမှာကိုယ့်ရဲ့ပစ္စုပန်ကံကိုယ်ကလည်းမှားနေလို့ပစ္စုပန်လိုရတဲ့မှားသွားလို့တတိညာမပါပဲလုံလိုက်မိလို့မစင်မချင်းလုံလိုက်မိလို့ဖြစ်တာတွေလည်းရှိတယ်တခါတည်းမှာပစ္စုပန်မှာအဲ့လိုမစင်မချင်းလုံလိုက်မိတာကိုယ်ကအတိတ်ကံအကုသိုလ်အကျိုးပေးဖို့အတွက်ဖန်တီးလိုက်တာမျိုးလည်းရှိတတ်ပါတယ် ီတော့ကိုမမြင်တဲ့အတိတ်ကံကိုတော့ဘယ်လုံးမှပြည့်ပြင်လို့မရဘူးပစ္စုပန်မှာတော့စိုးရိုးတစ်ခုခုကြုံတွေ့ရပြီးဆိုးရတဲ့အဖြစ်အပျက်တစ်ခုခုကြုံတွေ့ရပြီးဆိုရင်တော့ဒီအဖြစ်အပျက်ကနေသင်ခန်းစာတွေအတွေ့အကြုံတွေယူပြီးတော့နောက်မှမှအောင်ဆင်ခြင်ကြရမှာပေါ့ဒါပေမဲ့တစ်ခါတည်းမှာတချို့ကိစ္စတွေဟာပစ္စုပန်တည့်တည့်ကြည့်ရုံနဲ့စိတ်ငြိမ်အေးမှုမရနိုင်ဘူး ပစ္စုပန်နေတယ်ပဲကြည်ပြီးတော့ငါအဲ့ဒီလောကအဲ့လိုမလုပ်လိုက်မိရင်ကောင်းမှာပဲငါအဲ့ဒီလောကအဲ့ဒီလိုမပြောလိုက်မိရင်ကောင်းမှာပဲငါဘာလို့ဒီလိုများတွေးလိုက်မိပါလိမ့်နဲ့ပစ္စုပန်မှာလုတ်ခဲ့တဲ့လုံရက်ဒီပဲပြန်ပြန်တွေးပြီးတော့မကြည်မနဲ့ဖြစ်နေတတ်တယ်စိတ်ပူပန်သောကတွေဖြစ်နေတတ်တယ်အတိတ်ကိုသမင်လည်းပြန်ကြည်ပြီးတော့အော်အတိတ်ကအကုသကံလုတ်ခဲ့လို့ဒါနဲ့ပတ်သက်လို့မကောင်းမှုတွေလုတ်ခဲ့လို့ဆိုကံတွေမှားခဲ့လို့ငါခံစားရတာပါလားအတိတ်ကံတွေနှလုံးသွင်းလိုက်တော့စိတ်သောကတွေညှင်းအေးပြီးတော့စိတ်ချမ်းသာသွားတယ်နောက်တစ်ချက်က ဝါသတိ၃နှစ်ပြည့်မှ၃နှစ်ပြည့်လို့အယူခံကုန်းတဲ့အချိန်ရောက်မှမြတ်စွာဘုရားနဲ့ဖူးတွေ့ရတယ်မြတ်စွာဘုရားနဲ့ဆုံတွေ့ရတယ်ဆိုတာလေးကိုကြည်ပြီးတော့တွေ့ချိန်တမှတွေ့ရပါတယ်ကြွချိန်တမှကြွရပါတယ်အကျိုးပေးညီတမှအကျိုးပေးတယ်ဆိုတာလေးလည်းနှလုံးသွင်းရမယ်။ဟိုးစောစောကသာတွေ့လိုက်ရင်စောစောအယူရကပြောင်းမှာပဲ။အဲ့လိုသွားပြီးတော့မချင်မရဲဖြစ်เสียမလိုပါဘူး။၃နှစ်ပြည့်မှကူကသူ့ရဲ့အကုသိုလ်ကံကကုန်တာလေ။တစ်နှစ်တည်းနဲ့တွေ့ချင်လို့လည်းမရဘူး။နှစ်နှစ်လောက်မှနဲ့တွေ့ချင်လို့လည်းမရဘူး။ တရားရည်နာရတရားစာအုပ်တွေဖတ်ရလို့တရားတရားတွေဖြစ်တရားရည်အထုတရားရတာတွေခံစားရတဲ့အခါမှာတချို့ဟာဒီတရားစောက်တွေစောစောဖတ်လိုက်မိရင်ကောင်းမှာပဲဒီတရားတွေစောစောနားလိုက်မိရင်ကောင်းမှာပဲဒီဆရာတော်နဲ့စောစောကတွေ့လိုက်ရရင်ကောင်းမှာပဲနဲ့စောစောကသာဆိုရင်စောစောကသာတွေ့ရင်စောစောကစောစောကနဲ့ဆိုပြီးတော့မကြည်မနှက်တဲ့စိတ်တွေနောင်တပူပနဲ့စိတ်တွေဖြစ်တတ်တယ်ရုပ်တဲ့ကျင်တော့တရားတရားအာကြီးတယ်လို့ထင်ရတယ်အဲ့ဒါတရားအာကြီးတာမဟုတ်လောဘကြီးတာလောဘကြီးလို့ မကြည်မနဲ့နဲ့ဒေါသတွေပါဖြစ်လာတာပါဒီတော့အရာရာဟာတွေ့ချိန်တန်မှတွေ့ပါတယ်ဖြစ်ချိန်တန်မှဖြစ်ပါတယ်အကျိုးပင်းချိန်တန်မှပြီးပါတယ်ပြည့်ချိန်တန်မှလည်းပြတ်ပါတယ်ပျောက်ချိန်တန်မှလည်းပျောက်ပါတယ်ဆိုတာလေးကိုနှလုံးသွင်းဆင်ခြင်ပြီးတော့ကောင်းကျိုးချမ်းသာတွေတစ်ခုခုကိုနောက်ကြမှာခံစားတဲ့အခါမျိုးမှာလည်းစောစောကသာဆိုရင်စောစောကသာဆိုရင်လည်းနောက်တာပူပန်တဲ့စိတ်တွေဖြစ်เสียမလိုပါဘူးသုံးနှစ်ပြည့်မှအယူခံကုန်တော့သုံးနှစ်ပြည့်မှပဲအယူရောကပျောက်တာပါပဲကောက်ချက်ဆွဲမဲ့ဆိုဆွဲရည်အများကြီးပဲနော်အဲ့တော့ ဝါသတိအယူရကပြောက်သွားတာကံလဲကုံသွားလို့အဲ့ဒီအချိန်မှာမြတ်စွာဘုရားရှင်ကလည်းဖူးမြင်လိုက်ရလို့ဒါလေးကိုကြည့်ပြီးတော့ဝါသတိမြတ်စွာဘုရားရဲ့မျက်နှာတော်လေးဖူးပုံတော်လေးပဲဖူးပါသေးတာပါဂုံတော်ထီအောင်တောင်းနှလုံးမသွင်းရသေးဘူးဂုံတော်မပွားတတ်သေးဘူးနဲ့ပုံတော်လေးဖူးမြင်ရုံနဲ့တောင်းတောကတွေပြောက်အယူရကတွေပြောက်တဲ့ဆိုရင်စိတ်ပူမမှုကင်းပြီးတော့စိတ်အေးချမ်းခြင်းတဲ့သူတိုင်းစိတ်နောက်ကျမှုတွေပြောက်ပြီးတော့စိတ်ကြည်လင်ခြင်းတဲ့သူတိုင်း စိတ်ဆင်းရဲမှုတွေကင်းပြီးတော့အမြဲတမ်းစိတ်ချမ်းသာခြင်းနဲ့သူတိုင်းမိမိအကြည်ညိုဆုံးမိမိစိတ်ထဲမှာအနှစ်သက်ဆုံးဖြစ်တဲ့ဖရာပုံတော်တစ်ခုခုဖရာမျက်နှာတော်လေးတစ်ခုခုကိုမကြခဏတတိယနေတဲ့နေမကြခဏအာယုံပြုတ်တဲ့နေအရဟံသမ္မာသမ္ဗုဒ္ဓဆက်ရှိတဲ့ဂုဏ်တော်လေးထိလေးလေးနက်နက်မစင်ညာနိုင်သေးရင်နေပါမြတ်စွာဘုရားရှင်ကြည်လင်အေးမြတ်တပ်ပဝင်းဝါတဲ့မျက်နှာတော်လေးအာယုံပြုတ်လိုက်ရတဲ့ဆိုရင်ကိုပဲစိတ်ထဲမှာအေးချမ်းသွားနိုင်ပါတယ် အလေးချင်းအားကောင်းသွားပြီဆိုရင်တော့ပုံတော်လေးအာယုံပြုလိုက်တာနဲ့ဂုံတော်တွေပါအလိုလိုနှလုံးသွင်းမြည်တဲ့ဖြစ်ပြီးတော့စိတ်အေးချမ်းရုံစိတ်ကြည်လင်ရုံနဲ့မကပဲနဲ့အသိဉာဏ်လေးလည်းတူပါလာမယ်။တရားတရားဒီပီတိတရားတွေလည်းတူပါလာမယ်။အသိဉာဏ်လေးလည်းတူပါလာမယ်။နောက်ဆုံးဝိပဿနာလေးပါအုပ်လိုက်မယ်ဆိုရင်တော့ဝိပဿနာလေးပါအထွတ်တင်လိုက်မယ်ဆိုရင်တော့ဖះပုံတော်ကိုအာရုံပြုဂုဏ်တော်ပွားရကဖြစ်လာတဲ့ပီတိလေးတွေကိုယုံနံဖြစ်ဖြစ်မြင်အောင်ဝိပဿနာရှုလိုက်နိုင်မယ်ဆိုရင် တရားဒုတိယမြတ်တွေရိုက်ပြီးတော့နိဗ္ဗာန်ကိုပါမျက်မှောက်ပြုနိုင်ပါလိမ့်မယ်။ဒါကြောင့်တရားနာပိသများအာလုံဘဝမှာကိုယ်မကြုံတွေ့ခြင်းနဲ့ဆင်းရဲဒုက္ခတွေကြုံတွေ့ရတဲ့အခါကိုယ်မခံစားခြင်းနဲ့ဆူကျူးတွေခံစားရတဲ့အခါကံမှားတော့ခံထားဖို့လို့နှလုံးသွင်းပြီးတော့စိတ်တည်ငြိမ်ခံခန့်အောင်စိတ်အေးချမ်းအောင်ကြိုးစားအထောက်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းရင်းနဲ့ဦးဇင်းတို့ရဲ့ကံမှားတော့ခံထားဖို့တရားကိုဒီနေရာမှာပဲဤကုန်းချုပ်ပါတော့မယ်။အပမဒေနာတမ္ပါဒေတာ အပမဒီနမမိမလျောမပေါ်မဆပြင်းပြထက်သန်မကန်သောတတိတရားဖြင့်တမ္ပါဒီထသီလသမာဓိပညာဥစွာသောသိခာသုံးပါးတို့ကို ကိုစီကိုငါပြည့်စုံအောင်ကြိုးစားအားထုတ်နိုင်ကြပါစေကုန်တတိအာရုအာရုအာရု